လိန်ပြောင်းထားတဲ့တွေအမျိုးသမီးတရားရင်ရှားပိုင်ခွင့်နဲ့ရှားတင်တယ်လို့ပြောပြခဲ့တဲ့ထထထုံပရိသတ်ကြီးထထထုံကတော့ Miss Universe ရဲ့ Winner Miss တယောက်ဖြစ်ခဲ့ပူပါရင် သူမဟာသူမရဲ့ပြောပုံစော်ပုံတွေကြောင့်အမျိုးသမီးတရားမဟုတ်ဘူးလိန်ပြောင်းထားတဲ့ transgender တယောက်ဆိုပြီးတော့ပြောဆိုခြင်းခင်ရသူပါ။သူမကလည်း NGBT support တယောက်ဖြစ်ပြီးတော့မနစ်ကအင်တာဗျူးမှာ NGBT ပွဲတွေသူမကိုမြင်တွေ့ရတော့လိမ်ပြောင်းထားတဲ့မိန်းကလေးလိုထင်ခဲ့ကြတာဖြစ်ပါရည်။တတတော်က miss တယောက်ဖြစ်ပေမယ့်အခုဆိုရင်တော့ဇလန်တွေ့တွေများစွာရှိုက်ကူးခဲ့ရပြီးရုပ်ရှင်စကားကြီးတွေကိုပါရှိုက်ကူးခဲ့ရသူပါနော်။2024ခုနှစ်အကယ်ဒမီစကားတင်စင်းမှာတခုတ်တရရုပ်ရှင်စကားကြီးနဲ့ပါဝင်ခဲ့ရပြီးနာမည်ကြီးခဲ့သူဖြစ်ပါရည်။ သူမရဲ့တမီဆိုးဇလန်းတွေကလည်းနာမည်တစ်ခုထိရလာခဲ့ပြီး international အထိပါပေါက်ခဲ့တာပါတထက်တော့မစ်ဆူနီပါမှာ transgender တွေပါဝင်လာခဲ့တဲ့ပုံမှန်လေးသူမဟာ support ပေးခဲ့ပါရင်မစ်ဆူနီပါမှာနှစ်ယောက်ပါဝင်လာပါရင် ူတို့ကလည်း self changes လုပ်သွားပြီးအမျိုးသမီးတယောက်လိုမှတ်ပုံတင်နေစာရဲစာရန်တွေလည်းပြုလုပ်ပြီးဆိုတော့အမျိုးသမီးတွေရဲ့ခွန်လန်းကိုရှားတင်တယ်လို့ပြောပြလာတာဖြစ်ပါရင်အမျိုးသမီးတယောက်လည်းဖြစ်တဲ့ international မှာတောင်မှလက်ခံထားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာလည်းလက်ခံတင်ပါရင်ဘလို့ပဲလိမ်ပြောင်းလဲထားပါစေအခုလက်ရှိအမျိုးသမီးပုံစံဝင်ရောက်ရှင်ပြိုင်လာတော့ကြော့တွေဘာတွေဝင်သွားရင်လည်းပေးရမှာပါမပေးလို့မရှာပါနိုင်ငံတကာတောင်မှ transgender ကိုရင်းနှီးထိုက်တန်လို့အမျိုးသမီးတယောက်ထဲပိုလာလို့ပဲရှားသွားခဲ့တာပါလို့ပြောပြခဲ့တာဖြစ်ပါရင် မြန်မာမှာတော့အခုထိခွဲခြားဆက်ဆံနေတော့မှာပြီ။မစ်ယူနီဘာမှာတော်ဝင်ပြီးတော့ဝင်လာရခဲ့ရင်အခြားသောထရန်ဂျန်နာတွေတဲ့ခွဲလန်းပူရလာပြီးသူတို့တော်ရင်သူတို့ရမှာပါလို့ပြောဆိုထားပါရီ။ဒိုင်းတွေကလည်းပြစ်မထားပါဘူး။မိမစစ်တီထဲပို့တော်နေရင်သူတို့ရမယ်။မိမစစ်တီကလည်းသူတို့ထဲပို့တော်နေရင်ရမှာပါ။ပြိုင်ဝဲဆိုတာဒီလိုပဲချိန်နေပြိုင်ဆိုင်ရတော့ရှင်ပြိုင်မှုမရှိဘဲနဲ့တော့မအောင်မြင်နိုင်ပါဘူးလို့ပြောပြခဲ့တာဖြစ်ပါရီ။တတထုံကဟိုရင်ကလေးကသူမကို NCPD စစ်လို့ထင်သွားကြတာပါ။တကယ်တော့သူမဟာစပုတ်ပေးတာဖြစ်တာကြောင့် ချစ်သူထားလိုက်တော့လေဘာကြောင့်ချစ်သူထားတာလဲဘာညာပြောကြတယ်တကယ်မိမစစ်ပါလို့ပြောခဲ့ရပါရင်အရှင်ကလေးကသူမဟာဂျာရီကိုအရင်စပို့လုပ်ခဲ့သူပါအချစ်မှာဇန်နာမခွဲကြပဲဆက်ဆံပြီးတကယ်ချစ်ရင်ဇန်နာမခွဲကြတင်ဘူးလို့ပြောပြခဲ့တာပါအဲ့လိုပြောပြခဲ့တော့သူမစီကိုပဲလာကြပြီးတော့တကယ်လိမ်ပြောင်းထားတာလားနဲ့မီဒီယာတွေကပေါ်လို့ရှိုက်သွားတာပါလို့ပြောပြခဲ့တာဖြစ်ပါသူမဟာ NGBT တွေ miss ဖြစ်ဖို့ပြင်မှာတင်းနှံပေးထားပါရီ ။သူမစီတင်းနှန်းလာယူပြီးတော့တကယ်ထွက်ကျနာတယောက်ဖြစ်နေပါစေ။ LGBT တယောက်ဖြစ်နေပါစေ။တေချာမင်းစုနေပါပြန်မယ်ဆိုရင်တထောက်တနေရာကရှားအောင်ကိုမှ support ပေးမှာပါ။ခွဲစိမပြုတ်ပြင်ခင်ကတော့တို့တို့မှမိမတရားဖြစ်သေးခင်ဒါတွေမလုံးလုံးရှာရင်မိမတရားဖြစ်သွားရင်တော့မိမတွေရဲ့တာဝန်ကိုပြေဝရှုပြီးတော့ရှင်ပြိုင်တင်လာပြီလို့ပြောပြထားပါရီ မင်းသမီးထက်ထက်တုံးကပြန်ဝဲအတွက်ကုန်ကြခံပြီးတော့လပြိုင်တာပါအတန်းရှိရှာခြင်းလို့ပြိုင်တာတော့မဟုတ်လားပါဘယ်သူမှငွေကုန်ခံပြီးတော့အတန်းရှိမရှာတော့ပါဘူးလို့ NGBD တွေဘက်ကနေပြီးတော့အပြည့်ဝဆပုတ်ပေးသွားကြတာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီး NGBD လို့ပြောခင်ရတဲ့ထက်ထက်တုံးပေါ်မှာမှတ်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်အာမီနာစင်ရဲ့ကြားရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်